မန္တလေးနန်းရင်းခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဟာဒုတိယတိုင်းမူဘိုးမူကြီးလင်းနိုင်စိုးရောက်လာပြီးနောက်ပိုင်းငွေတောင်းခံစားတဲ့ယုံကြည်တစ်ခုလိုဖြစ်လာနေတယ်လို့ဒေတာခန့်တွေစီကဆွဆွဲပြောဆိုတံတွေထွက်ပေါ်လာပါတယ်အဓိကကတော့စစ်မှုထမ်းစားထိုးလူမောင်ခိုလုပ်ငန်းငွေကြေးကျန်းတာသူတွေကိုပုံမတက်ပြီးငွေညစ်တဲ့လုပ်ငန်းတွေတွင်တွင်ကြဲကြဲလုပ်နေတာပါလို့ဖန်ဆီးခံရသူတချို့နဲ့ငွေညစ်ခံရသူတွေကဖွင့်ဟပြောဆိုပါတယ် 2024ခုနှစ်အကောလကဂလောစဦးစီးတက္ကသိုလ်ကနေမန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဖြစ်ပြောင်းရွှေ့လာပြီးရဲ့နောက်ပိုင်းဒီငွေရှာတဲ့လုပ်ငန်းတွေစတင်အရှိန်ရလာတာပါစစ်မှုထမ်းဥပဒေကိုအကာအကွယ်ယူပြီးအသက်18ကနေ35နှစ်အတွင်းစစ်မှုထမ်းဖို့အကျုံးဝင်တဲ့မန္တလေးကငွေကြေးကျန်းသာသူတွေလုပ်ငန်းရှင်ကြီးတွေရဲ့တားရီစည်ရင်ကိုစစ်ပက်ရေးရာလုံခြုံရေးအဖွဲ့တွေကို တုံးပြီးအသေးစိတ်စုဆောင်းခိုင်းခဲ့တယ်လို့သိရပါဗျ။ အလဲပိုင်းတိုင်းဒုတိယတိုင်းမူဘိုးမူကြီးလင်းနိုင်စိုးကတော့ပြစ်မှတ်ထားရရှိထားတဲ့ငွေကြေးတက်နိုင်သူတွေရဲ့သားတွေကိုစစ်မှုထမ်းစရင်ကနေပယ်ဖြတ်ပေးဖို့ဆိုပြီးငွေကြေးတောင်းယူခိုင်းတာဒါမှမဟုတ်စစ်မှုထမ်းမဲ့သူလူစားထိုးဝယ်ပေးမယ်ဆိုပြီးငွေကြေးမြောက်အများတောင်းယူတာတွေလုပ်နေပါတယ်ဒီလိုငွေညစ်ချင်းချောက်တဲ့လုပ်ငန်းတွေကိုဒုတိုင်းမူဘိုးမူကြီးလင်းနိုင်စိုးကပဲအဓိကဥဆောင်ပြီးသူ့လက်အောက်ခံအရာရှိတွေကလက်ပါစီအဖြစ် ဆောင်ရွက်ပေးနေကြတာလို့သိရပါတယ်ရန်ကုန်ခေတ်တည်းရဲ့တရင်ရင်းမြစ်တစ်ခုကတော့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အခုလိုဖွင့်ဟပြောပြပါရယ်ဒီငွေငစ်တဲ့လုပ်ငန်းကြီးကိုဥဆောင်တာကတော့ဒူတိုင်းမှုဘုံမှုကြီးလင်းနိုင်ဆိုပါပဲဒါပေမဲ့သူ့လက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ပက်ရေးရာလုံးကြုံရေးအတအားကမောင်းတဲ့ရဲမှုတွေပေါင်းပြီးလုပ်ကြတာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးငွေငစ်တဲ့တအပြင်ငွေကြေးကျန်းတာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာပြီးသူတို့ပါဆက်ထဲကပုံမှန်တွေဥပမာအကြမ်းဖက်မှုနိုင်ငံရေးမှုစသဖြင့် အင်းထုတ်ပြောပြီးဖန်းစီငွေညစ်တောင်းပါတယ်တချို့ဆိုတင်းရကနန်းထိတောင်းတာငွေရရင်တော့ပြန်လွတ်ပေးရဲဒါပေမဲ့ငွေပေးပြီးပြန်လွတ်လာတဲ့သူတွေကိုလည်းဘမမတိုင်ဖို့ပါဆက်ပိတ်နေဖို့ချိန်ချောက်တယ်ဒီအချိန်မှာတေးကြွနဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်လို့ရတယ်လို့ပါပြောပြီးချိန်ချောက်တယ်လို့ဆိုပါတယ် ဒါအပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဗိုလ်မှူးကြီးလင်းနိုင်စိုးဟာနိုင်ငံရေးမှုအကြံဖတ်မှုစတဲ့ပုံမှန်တွေနဲ့အမှုစဉ်ဖမ်းဆီးခံထားရသူတွေရဲ့ကြံရည်သူမိသားစုတွေကိုပါမချန်ပဲငွေညစ်နေပါတယ်ငွေကြေးအပြင်လက်ဝဲရတနာတွေတခြားသောရနိုင်တဲ့အခွင့်အရေးမှန်သမျှကိုပါတောင်းယူကျူးလွန်နေတယ်လို့သိရပါတယ် လက်တလောသေးစွာဆက်နွယ်မှုနဲ့ဖန်ဆီးခံထားရတဲ့လူငယ်တဦးရဲ့ဆွေမျိုးတဦးကလည်းသူတို့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါဗါတယ်။တချို့နိုင်ငံရေးနဲ့ဆက်နွယ်တဲ့အမှုတွေဆိုသူ့မှာလွတ်ပေးနိုင်တဲ့အခွင့်အာဏာတောင်မရှိပါဘူးဗျာဒါကိုသူကအခွင့်ကောင်းယူပြီးလှုပ်ရှားနေတာဖန်ဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ဘာလို့ရမှန်းမသိကောက်ရိုးတမြင်ကိုစုပ်ကင်တယ်လို့မျိုးဒုတိုင်းမှုကြီးဆိုပြီးကိုလူလေးတတနိုးနိုးနဲ့မျက်နှာချိုးသွေးတောင်းတာအကုန်လုံးပေးနေရတာပါပဲလို့ညီးတွားပြောဆိုပါဗါတယ်။ မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမူဗိုလ်မှူးကြီးလင်းနိုင်စိုးဟာစစ်တပ်ကတော်ပတ်စဉ်၄၀ဆင်းဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောရေးကိုဥဆောင်နေသူပါအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့စစ်ပတ်ရေးရာလုံခြုံရေးလုပ်ငန်းတွေကိုလည်းအဓိကကင်တွင်နေရသူဖြစ်ပါတယ်